ပြောင်းကြီးကိုအားလုံးပဲမင်္ဂလာပါ။ Chelsea နောက်ဆုံးရအသောတင်းများကိုကျွန်တော်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ AC Milan ကိုမှဖြစ်တဲ့ Magna ဟာ Tua Chelsea အတင်းစီကိုပြောင်းရွှေ့ခြင်းနေပြီဗျာ။ဂူကာလာတို့ကြာပြိမဲ့ပြောင်းရွှေ့ခြင်းမတိုင်ဘူး။ Tua Club World Cup ကို Chelsea နဲ့အတူဖြတ်တန်းကျင်တာကြောင့် AC Milan ကို Tua ပြောထားရပေါ့ဗျာ။သူဆန်းနာဖော်ပြထားရပေါ့။တကယ်လို့ Tua တာဗျာ။ဂူ AC Milan ကတော့ Tua ပြောင်းရွှေ့ခြင်းညှိနှိုင်းလို့အဆင်မပြေလို့ထောက်ခွင့်မပြေဘူးဆိုလို့ရှိရင်နောက်လာမယ့်ဗျာတနည်းသာရှိတဲ့ သားရုပ်တန်းကုံတာနဲ့သူဘယ်တည်းမှတော့မှမဟုတ်ဖဲနဲ့သူအပြောင်းရွှေ့မှသူအလွတ်နဲ့ထွက်မယ်ပေါ့ဗျာအဲ့လိုမျိုးသူက AC Milan ဘက်ကိုစကားပြန်ထားတာလည်းဖြစ်ပါတယ်ခင်ဗျာဒီစားတော့ဒီကိုရမားဗျာကျွန်တော်စပိန်နဲ့အောင်ကလည်းသူမဟုတ်တယ်လို့အနေညာဆိုလည်းမစိုးဘူးတော့မင်းညာဆိုတော့တော်တော်လေးမိုက်တယ်ဗျာတိတာအကူရမားဗျာဂျာမနီနဲ့ကိုလေ ဒီ9.0 DB ပြီးတော့ man automatic ကိုရရှိသွားတယ်ကိုရမဖြစ်တဲ့အတွက်ဘာဖြစ်ဖြစ်ဗျာအတင်းဆန်းလေးပေါ့တချို့တွေကလည်း pattern ဘက်ကိုကြိုက်တယ်ဆိုပေမဲ့လည်းဒီကိုရမတားရင်လည်းမစိုးပါဘူးနောက်တစ်ယောက်လည်းကတော့ဒူးပေါ့ဗျာလူငယ်လေးဖြစ်တဲ့ဗျာဒီဒူးဒီအငား setra voice ပေါ့ဒူးအများနဲ့အငားလေးချထားတဲ့မိဘက်ကလပ်ဖြစ်တဲ့ setra voice မှာဒီကစားသမားလေးဗျာမမစာဆိုတဲ့လူငယ်လေးကိုလည်းဒူးရှင်းနစ်စာချုပ်နဲ့ဘိုးနောက်ခံလူလေးကိုခြေစည်းကကလဝကတ်အတွက် အပြည့်ပြီးပါပြီနောက်ထပ်အနေနဲ့အတို့ပြတိုက်စစ်နေရာဖြည့်ရှင်ပြီးတော့ဗျဒီလက်အပြင်နောက်ထပ်တရားဟူကူတီကီကိုကျွန်တော်တို့တော်တော်လေးကြာနေပြတပတ်နှစ်ပတ်ရှိနေပြီဒါပေမဲ့ဗျာကျွန်တော်ဘရန်ဘတ်ကလည်းတို့ဒီချက်စီးကိုဘာလို့အတင်းကြီးနေဆိုရောင်းတာဗျာယူတန်းတရားနေပါတီကိုလိုချင်တယ်ချက်စီးကတော့ဒီကစားမားယူတန်းတရားနေပါမတန်ဘူးလို့ဆုံးဖြတ်ထားတဲ့အတွက်ဒီကစားမားနဲ့ကဒီသဘောတူညီဘွားတော်တော်လေးကိုဝေးကွာသွားပြီလေဖြစ်ပါတယ်ခင်ဗျာ